ဒါဆိုဒီအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ29ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်အတူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာလည်းသတင်းကောင်းတွေမျိုးမျိုးစွာစောင့်မျှော်နေတာဖြစ်ပါတယ်နော်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့လူကြီးတူရှင်သတင်းတွေအများကြီးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ထမဦးဆုံးသတင်းတစ်ပုဒ်ကတော့ကြောက်စိမ့်မျိုးတော်ဖားကတ်မျိုးနာတီစစ်ကောင်စီစစ်ကြောင်းရောက်ရှိလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီမှာကချင်ပြည်နယ်မှာရှိတဲ့ကဘာကျော်ကြောက်စိမ့်မျိုးတော်ဖားကတ်ကိုအင်အား600ခန့်ဖြင့်စစ်ကောင်စီက၃နေရာခွဲပြီးစစ်ကြောင်းထိုးနေရာမြို့နယ်၁၀မိုင်ကျော်အကွာနှန့်တင်ရွာတွင်စတိုက်ပွဲဆက်လက်ပြင်းထန်နေသလိုလုံခွင်းရွာကိုလည်းယနေ့၂၆ရက်နေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မြို့ခံများကပြောပါတယ်ပေါ့နော်။အဲ့ဒီမှာအချမ်းပဲစစ်ကောင်စီ600လောက်တက်လာတာမှာအခုဆိုရင်၁၀၀လောက်ပဲကျန်တော့တယ်လို့သတင်းရရှိပါတယ်နော်။ ကဲနောက်ထပ်တဲ့ဘုတ်ကလည်းထိုင်းဝန်ကြီးချုပ်အောင်တက်ဆင်ကမွေးစေဝါတိုက်ဖြတ်ရေးစစ်ပွဲကြီးညာလိုက်ပြီးရှမ်းပြည်နယ်အခြေစိုက် UWSA ဝါတာဖွဲ့နဲ့ဆက်နေသောမွေးခိုင်းများကိုနှိမ့်နေရန်တောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်။အဲ့တော့မြန်မာနိုင်ငံကမွေးစေပြည်ထောင်များကိုမကင်တွယ်လင်းထိုင်းနိုင်ငံကမိမိဘာသာကင်တွယ်ရမယ်လို့လည်းသတိပေးလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့တော့ဒီတက်ဆင်ဆိုတာကတော့အားလုံးသိတိုင်းပဲနော်။ဝန်ကြီးထိုင်းဝန်ကြီးချုပ်အောင်ဖြစ်ပြီးတော့အဲတကယ်ပဲပေါ့နော်။သူ့မှာလည်းပြည်ထောင်ပါမယ်ဆိုတာရှိနေတာဖြစ်ပါတယ်နော်အခုဆိုရင်မင်းအောင်လိုင်းနဲ့လက်ဝါရဲ့ဒီစီစဉ်ပြုတ်လို့တာလားဆိုတာတော့စဉ်းစားဆက်ရှိပါတယ်နော် စစ်သားနဲ့ပြူစောရီအင်အားတရာကျော်ပြီးတဆွဲထားသောပခုတ်ကူမျိုးနဲ့အောင်သာရအောင်သာဘဲရွာတဲ့ပြူစောရီစကန်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်တိုက်ပွဲဖြစ်ပြီး15မိနစ်ခန့်ကြာမြင့်တယ်လို့စစ်ကြာမြင့်ခဲ့ပြီပေါ့နော်စစ်သားပြူစောရီတိုက်ခိုက်တည်ဆုံးမှုတွေရှိတယ်လို့သိရပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘုံသောတူညီချက်များကိုမလိုက်နာတဲ့စစ်ကောင်စီကိုအာဆီယံရဲ့ယူရန်လိုအပ်တယ်ဆိုမှအယူဂျီဝန်ကြီးဦးကျော်စောကပြောလိုက်တဲ့သတင်းမှဖြစ်ပါတယ် ဲ့တော့ Champions League ကောင်စီရပါဘောเนาะဒီ ASEAN ကထုတ်ပြန်ထားတဲ့အချက်၅ချက်မှာပထမအဆုံးဖြစ်တဲ့အချက်တွေကိုတော့မလိုက်မနာပဲနေပါဘောเนาะရေးသားတွေပြစ်မှတ်ထားတဲ့ကိစ္စတွေလုံနေတာဖြစ်တဲ့အတွက်ဘောเนาะဒီ Champions League ကောင်စီကို ASEAN နေနဲ့ရေးယူသင့်ပါတယ်ဆိုပြီးမှပြင်ပြထားတာဖြစ်ပါတယ်เนาะ နောက်ထပ်သတင်းပုဒ်ကတော့ဗမော်တိုက်ပွဲပြန်လည်ပြင်းထန်နေပြီးစကခ21ကာကင်းမြောက်ကိုပါ KAI ကတိုင်တိုင်ပိုက်ထားပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်အဲ့ဒါဗမော်မှာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့တကယ် KAI တော်လိုင်းတပ်ဖွဲ့တွေကပေါ့နော်အချင်းကြီးကောင်းနေပါရဲ့နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့နရိုးကြီးမြို့နယ်ထန်းစင်ရွာရှိတရုတ် gas pipeline ဆောက်စစ်တပ်စခန်းနှင့် gas ton ဆက်စခန်းကိုတော်လိုင်းရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့တရုတ် gas pipeline ဆောက်စစ်စခန်းများကိုသိမ်းပိုက်ထားမှုနိုင်ငံရေးအရရေးကြီးတယ်လို့ကျွန်တော်တို့သတင်းရရှိတယ်အဲဒီတော့ဂျမတ်စစ်ကောင်စီနဲ့ဒီတရုတ်နဲ့ဘာလို့ပူးပေါင်းနဲ့လုပ်နေတဲ့ဒီ gas pipeline တွေကိုတော့မှအခုသိနေတဲ့အနေအထားတွေဖြစ်လာပြီပေါ့နော်အဲဒီတော့တရုတ်နဲ့ပတ်သက်လာရင်တော့အခုစီမဆိုကျွန်တော်တို့ဘက်ကပြည်သူဘက်ကတော်တော်လေးကိုပေါ့နော်နာကြည့်နေကြတာဖြစ်ပါရဲ့နော်အဲဒီတော့ဒါမျိုးတွေလောက်တာနည်းတော့နည်းပါသေးတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့စလင်းမြို့နယ်တွင်73ရက်ကြာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ကထိခိုက်မှုတွေရှိသွားရလို့သတင်းရရှိပါတယ်နော်အဲ့ဒီမှာစစ်ကောင်စီတပ်ကပြည်သူ၆ဦးကိုတပ်ဖြတ်ခဲ့ပြီးနေ400ကျော်ကိုမီးရှို့ခဲ့တယ်လို့သိရပါတယ်နော်ကဲကျွန်တော်ပထမဆုံးသဘောအနေနဲ့ပေါ့နော်ဒီကိုစီတို့ရဲ့ရဲ့အဖွဲ့အစည်းอ่ะပေါ့နော်ထိုင်းနိုင်ငံမှာဒီလူတန်းမို့လုပ်နေတဲ့ဟာလေးတစ်ချက်တော့ကြည့်လာအောင်နော်ကြည့်ဟာမကြည့်မန္တလေးကိုကြည့်လာအောင်ဟဲ့နေအာကာထုံးမအောင်တော့မအယ်ဘူရီနော်ဟဲ့နေဒါပါလေဒါအနှွေးတယ် အာနမနော်နမကြီးရဲ့ဒစိုက်ကိုကြီးလိုက်လေဟိအောင်လေအာကထုံးမဟုတ်ဘူးနော်နော်ကြီးလိုက်နမကြီးလိုက်အာနမကြီးလိုက်စမ်းနော်နမကြီးဒါဒါကြားမအယောင်ဆုံး140ဟဲ့မကြာရွေးတဲ့နေရာမှာလေရွေးတဲ့နေရာမှာယောက်ျားလေးဘောင်းပြီဆိုယောက်ျားလေးဘောင်းပြီတီးတဲ့လုံပြီးအနှွေးတဲ့ဆိုအနှွေးရဲ့တီးတဲ့ဆိုယောက်ျားလေးဘောင်းပြီအနှွေးတဲ့ကငါတင်တန်းမှာရဲဘော်တွေဝေဖို့ ်အဲ့ဒါလေးတက်ကိုအဲ့ဒါလေးတက်ဆိုရင်မရက်ကြလေးတင်းတယ်အဲ့ရက်ကြလေးပါလားအဲ့ဒီကဘာလို့ပြောလဲ။အခုမှဝေလို့ရအောင်တင်တန်းမှဝေလို့ရအောင်။အဲ့ဒီကဘာလို့ပြောလဲ။အော်โอเคโอเคโอเค။လက်ရှိထဲမှာဆိုရင်ဗာလက်ရှိရ။ဟုတ်တော့တော်တော်။ကဒီအင်ဂျီတွေကကျွန်တော်တို့စစ်ဘေးရှောင်တွေနဲ့ပြီးလို့ရှိရင်ဒီဘောင်ဒူးကြဘောင်းပီတွေကိုတော့ကျွန်တော်တို့အောက်မှာရှိတဲ့ရဲဘော်တွေဝင်မယ်။ဘောင်းဆိုဒူးကြဘောင်းပီဆိုတော့သူတို့စစ်ထဲမှာကြွားလာကောင်းတယ်နော်။အာကာထုံးဘောင်းပီတော့မဟုတ်ဘူးနော်ကျွန်တော်ပြောသလိုသိလား။ အဲ့လိုတွေ့တဲ့အချိန်ပဲအဲ့တော့ဒီအနာလူပေးတဲ့အလူညိုအရင်ကျေးဇူးတင်ပါတယ်အဲ့ဒီအကိုကြီးကတော့ထိုင်ဝမ်မနုနုထိုင်ဝမ်နိုင်ငံသူအဲ့ကျွန်တော်ကမနုနုမနုနုထိုင်ဝမ်နိုင်ငံသူမနုနုအကိုလက်ရှိထိုင်းမှာသူကထယ်ဆိုင်တွေဖွင့်လာတဲ့ဘန်ကောက်မှာအဲ့ဒီအထယ်ဆိုင်ကနေအင်ဂျီတွေအားလုံးကိုသူတို့တစ်နှစ်တခါဒီဆိုင်ဗရန်လဲမယ်ဆိုလို့ရှိရင်အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့လာလူပေးတာနော်ဒါအခုအတွေ့အတိုင်းမှာဒါအပြစ်မဝယ်မယ်ဆိုသိမ်းပေါင်းမနှဲပေးရမှာနော်ဟုတ်တယ်တစ်ထယ်ကို150နံပါတ်တွက်ကြည့်ရော နော်ဒါဘူးကြပေါင်းပြီးတော့အကုန်လုံးဓာရီအကုန်လုံးကိုကျွန်တော်အောက်ကတိုင်ရင်းတပ်ဖွဲ့တွေကျွန်တော်သွားပေးပါမယ်အဲတင်ဟန်းလည်းရှိတယ်တင်ဟန်းကိုလည်းကျွန်တော်ပေးမယ်ပြီးလို့ရှိရင်အခြားလက်လှမ်းမီတော့တိုင်ရင်းတပ်ဖွဲ့တွေကိုကျွန်တော်ဝေပေးပါမယ်နော်အဲနောက်ပြီးတော့ဒီအပေါ်မှာရိတ်ခိုက်ယူရင်းနဲ့ကိုဝင်င်းတွေ့ခြပေးခြင်းလို့ရှိရင်လည်းကျွန်တော်ဒီအပိုင်းဆက်သွယ်လာပါတော့နော်မှီရင်တော့ရမယ်မမှီရင်တော့လည်းမတတ်နိုင်ဘူးနော်အဲ့တော့အဓိကလိုအပ်တာတော့စံစံကတော့အခုမြင်တဲ့အတိုင်းပဲနော်စံတလောက်ရှိသေးတယ်တောင်းထားတဲ့အဖွဲကဘယ်နှဖွဲလဲ၅ဖွဲလား၆ဖွဲလားမသိဘူးရှိတယ် ကျွန်တော်ကုံွားတဲ့ရှစ်လက28ရက်ကြာလာတယ်ကျွန်တော်ခကြီးထွက်လိုက်တာအဲ့တော့28ရက်ကြာဆိုဓမ္မကြိတ်ခါတွေအကုန်လုံးပြတ်သွားတယ်ဒါကတော့ပထုံထာမီကကိုဝတ်တုတ်လို့အဖွဲတူတဲ့အဲဆန်တစ်ခေါက်စာရဲ့အဲပြီးလို့ရှိရင်ဘန်ကောက်ကအကိုလှူလိုက်တဲ့ဆန်62တက်အိတ်ကအဲအဲ့ဒါပေါ့နော်အဲ့ဒီနှစ်ခုကိုစုထားတာအဲ့တော့လက်ရှိလိုးနေတာဂျိတ်ခါလိုပါတယ် အဝိစားရတော့ဒါကတော့အစ်စ်တွေဆိုတော့ရဲဘော်တွေပေးလို့ကောင်းတယ်အဟောင်းဆုံးတော့ကျွန်တော်လက်မခံဘူးဘာလို့ဆိုတော့အောက်ကရဲဘော်တွေတော့ကအဓိကလိုအပ်တာအဝိစားမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးစင်လူလေးတွေရတော့တင်နန်းနေမှာဟိုမိုက်လာဘောဟုတ်တယ်မလားဒါကြောင့်မလို့တင်နန်းကိုခါပြီးရင်ပြောတာအဲ့လိုအပ်တာတော့ရိတ်ခါပါစံလိုတယ်စီလိုတယ်စီတော့အခုဘာတစ်ခုမှမရှိဘူးနော်အခုကျွန်တော်တောင်းထားတာ၅ဘွဲ့ရှိတယ်လက်ရှိလုံးလုံးဆယ်တယ်နော်အဲ့မအဲ့မရှာပေးမယ်ရှာပေးမယ်လို့ကျွန်တော်အာမခန္ဓာဖြစ်တဲ့ပြီးစံလိုတယ်စီလိုတယ်တော့ပဲကြည့်လိုက်တော့မနော် ဒါတော့ကိုစီကဒီထောက်ပွေကြီးလုပ်ငန်းလုပ်နေတဲ့ဟာတွေဖြစ်ပါရဲ့နော်အဲ့တော့ဒီမှာလိုအပ်ချက်တွေလည်းအများကြီးရှိနေတွေ့ရတယ်အဲ့တော့ဒီတော်လိုင်းနဲ့ပတ်သက်ပြီးလူချင်းတဲ့သူရှိတယ်ဆိုတော့ကိုစီနဲ့ဆက်သွယ်လို့ရပါတယ်နော်ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့ဒီအတီးတို့ရဲ့တောင်ပိုင်းတိုင်းကအခုစဉ်နိုးထလာပြီပေါ့နော်အဲ့တော့အတီးတို့ကိုနိုးထစေခဲ့သူဆိုပြီးမှကောင်းစစ်တက်ထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်နောက်ထပ်ကြည့်အောင်နော်ဘုံမူကြီးထူးထူးလေးဖြစ်သည်နှွေဦးတောင်လိုင်းရေးစတင်ပြီးနောက်ဘုံမူကြီးထူးထူးလေးသည် KNU တက်မဟာများသို့တာရောက်ခါ စစ်ကောင်စီကို ပြန်တိုက်ရန် KNU KNL တပ်မှုအချို့ကိုတိုက်တွန်းခဲ့သူဖြစ်သည်သူ၏တိုက်တွန်းမှုကြောင့်ကျောင်းကြီးတကယ်တို့ဖြစ်နေသော KNU သည် ပြန်လည်တန်ဆွမ်းလာခဲ့သည်ဟုဆိုနိုင်ပေသည်အိပ်ပျော်နေသော အတီးတို့အားနိုးထစေခဲ့သူမှာဘုံမူကြီးထူးထူးလေးဖြစ်သည်မြန်မာနိုင်ငံရေးတွင်တက်တန်းအရင်ဆုံးတော်လိုင်းရေးအဖွဲ့ကြီးမှ KNU ဖြစ်သည်1990ဝန်းကျင်တွင်နဝတစစ်တပ်မှ KNUR တပ်မ10ခုတုံပြီးထိုးစစ်ဆင်ခဲ့သည် သို့တော်လည်းစစ်တပ်ဘက်မှအကြအဆုံများခဲ့ပြီး ခင်ထားသလားမအောင်မြင်ခဲ့ပြီးစစ်ရေးဖြင့်အသာစီးမရတော့လဲစစ်တပ်ဤသွေးခွဲပြူဟာကြောင့် KNU နှစ်ချမ်းကွဲခဲ့ရသည် KNU KNN တက်မှဗုဒ္ဓဘာသာကိုကွယ်သောအရာရှိစစ်တီတချို့သည် KNU မှခွဲထွက်သွားခဲ့သည်လက်ရှိ DKBA BGN နှင့် KNU KNN PC တို့မှ KNU KNN မှခွဲထွက်သွားသူများဖြစ်ကြသည် တမ6မှာ KNN နေတက်ရင်တစ်ခုလုံးစစ်တပ်ဖက်ကိုပြောင်းသွားခဲ့ပြီးထို့နောက်ပိုင်း KNU E အဓိကစခန်းကြီးများအားနဝတစစ်တပ်မှတိုက်ယူနိုင်ခဲ့သည် KNU KNN နေသည်လည်းအင်အားချိနဲ့သွားခဲ့ရသည်နဝတစစ်တပ်ဤထိုးစစ်ကြောင့်ဒေသခံကရင်တိုင်းရင်းသား9ဒိန်နီပါစစ်ဘေးရှောင်ဖြစ်ခဲ့ရပြီးအချို့မှာတတိယနိုင်ငံသို့ ရောက်သွားခဲ့ကြသည်ထို့ကဲ့သို့အင်အားချိနဲ့သွားသော KNU သည်ထိုင်းအစိုးရ၏ဖိအားပေးခြင်းကိုခံလာရပြန်သည် မြောက်ရီမြို့ကိုဖြတ်ခါဖောက်လို့မြည်အာရှလန်စီမံကိန်းအောင်မြင်စေရန်ထိုင်းအစိုးရက KNUR စစ်တပ်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိအားပေးခဲ့သည်ထို့နောက်တမတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် KNU အနေဖြင့်အပြည့်အခက်ရက်စဲရေးသဘောတူညီခဲ့ရပြီး2015ခုနှစ် NCA စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည်စစ်တပ်နှင့်အပြည့်အခက်ရက်စဲရေးဆွေးနွေးသည့်အချိန်တွင်ဘုံမူကြီးထူးထူးလေးမှ KNU ဘက်မှအဖွဲ့ခေါင်းဆောင်တာဝန်ယူခဲ့သည် ။သမတဦးသိန်းစိန်လက်ထက်2012ခုနှစ်မှာစ၍အပြည့်အခက်ရစဲရေးလက်မှတ်ထိုးပြီးနောက် KNU ဥက္ကဋ္ဌဘုံမူကြီးမူတူစေဖို့ကစစ်ရင်အားတိစောက်ခြင်းတိုးချဲ့ခြင်းများမပြုလုပ်တော့ပေ။တမဟာငါးမှလွဲ၍ကြံသည့်တမဟာများမှစစ်ရင်အားတိုးချဲ့တိစောက်ခြင်းများမလုပ်တော့ပေ။2021ခုနှစ်စစ်အာဏာသိမ်းခြင်းနှင့်ကြုံလာသည့်အခါ KNU အနေဖြင့်အာနာသိန်းကြီးအားလက်မခံကြောင်းပထမဆုံးစာထုတ်ခဲ့သည်။သို့သောစစ်ကောင်စီအားစီရင်နှီးဖြင့် ပြန်လဲတုံ့ပြန်ရန်ကိစ္စကိုမူ KNU အချို့တွေ့ဝေနေခဲ့သည် KNU ဥက္ကဋ္ဌဤစည်ရေးနိုင်ငံရေးအကြံပေးခန့်အပ်ခဲ့သည် KNU ဘဟုဤအကြံပေးလိုလဲဆိုနိုင်သည် KNU ကွန်ကရက်မှဆုံးဖြတ်ချက်အစ်စ်များချမှတ်လာနိုင်ခဲ့သည်ထို့အပြင်ဗိုလ်မှူးကြီးထူးထူးလေးနှင့် KNU ဥက္ကဋ္ဌသည်ဖရိုစောကွယ်ထူးဝင်းတို့မှမဟာမိတ်များနှင့်ညှိနှိုင်းလာနိုင်ခဲ့၏ထို့အပြင်ကရင်အခြေချင်းမတိုက်ရန်ဆိုသောမူဝါဒဖြင့် ဒေသတွင်ကရင်လက်နက်ကအဖွဲ့များဖြစ်သော DKBA နှင့် BGF တပ်မှုတပ်သားအချို့အားစီယုံနိုင်ခဲ့သည် KNU နယ်မြေသို့တိမ်းရှောင်လာသော အမျိုးသားညီညွတ်ရေးအစိုးရအောက်တွင်ရှိသော PDF တပ်များဒေသတွင်ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှတရင်တပ်ဖွဲ့အချို့နှင့်မဟာမိတ်ပြုလုပ်ခါ KNU ၏အင်အားကိုပြန်လည်တိစောက်လာနိုင်ခဲ့၏ထိုကဲ့သို့အင်အားတိစောက်ပြီးနောက် KNU ၏ဦးဆောင်မှုဖြင့် KNU တပ်မဟာခုနှစ်ခုစလုံးတွင်စစ်ကောင်စီအားတိုက်ခိုက်လာခဲ့သည် တမဟာခွန်တွင်ရှိသောစစ်ကောင်စီစခန်းကြီးများနှင့်တနင်္သာရီတိုင်းတွင်ရှိသောခီခီနယ်ဆက်ကုန်သွယ်ရေးစခန်းတို့အားပြန်လည်သိမ်းပိုက်လာနိုင်ခဲ့၏ဗိုလ်မှူးကြီးထူးထူးလေးကွယ်လွန်ခဲ့သည့်မေလ18ရက်နေ့မတိုင်ခင်အထိစစ်ကောင်စီစခန်းများစွာအားသိမ်းပိုက်နိုင်ခဲ့သည်တမဟာငါးမှတမဟာလေးအထိထိုင်းမြန်မာနယ်ဆက်တစ်လျှောက်ရှိစစ်ကောင်စီစခန်းများကုန်တလောက်ဖြစ်သွားခဲ့သည်လက်ရှိအင်အားဖြင့်ဆက်လက်ခြိတက်ပါကမကြခင်နိုင်ငံတော်အစီအောင်စီရစစ်ကြောင်းတီလဲနမေတာကျန်တော့မြည်ပဲဖြစ်ပါရဲ့ရှင်။ ကဲဒါတော့နော် KNU တွေရဲ့အခုချိန်မှာဆိုပြန်လဲနိုးထလာတဲ့သတင်းပဲဖြစ်ပါတယ်စကမ်းပေါင်းများစွာသိမ်းပြီးတော့ပေါ့နော်ထပ်ပြီးတော့2025မှာဒီသူတို့ကြွေးကြော်ထားတာတော့အင်းစိန်ထောင်ကသူတို့ရဲ့နေရာပေါ့နော်အဲ့ဒီမှာဌာနချုပ်ပြန်ဖွင့်မယ်ဆိုကြွေးကြော်ထားဖြစ်ပါတယ်နော်ကဲဗမော်မျိုးတင်းဆိုင်ပွေနဲ့ပတ်သက်ပြီးတော့အခုသတင်းလေးတင်ဆက်ထားနားထောင်ကြည့်လောက်နော်။ကဲဒုတိယမျိုးတော့ဗမော်မျိုးကိုအပိသက်တင်ပိုင်နိုင်ဖို့အတွက်တချင်လွတ်လပ်ရေးတက်မတော် KNA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီနေ့မေလ29ရက်မှာထိုးစစ်အရှိန်မြင့်တင်တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရဲတရရဲ့မြေအချို့ကပြောပြပါရယ်ဗမော်မျိုးကိုတင်ပိုက်ဖို့အတွက် KIA နဲ့ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၄ရက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကာလဟာ၆လခန့်ကြာမြင့်လာပါပြီတိုက်ပွဲကာလ၆လပြည့်ဖို့တပတ်ခန့်လို့ဒီနေ့မနက်ပိုင်းမှာတော့ဗမော်မျိုးမှာကြံနေတဲ့အမှတ်၂၁စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ21အပါအဝင်လက်ကျန်တက်စကန်တွေကိုတင်ပိုက်နိုင်ရတဲ့အတွက်ထိုးစစ်ဆင်နေတာလို့သိရပါတယ်ဗမော်မှာဒီနေ့မနက်ပိုင်းတိုက်ပွဲပြန်စနေပြီး KNA ကပြန်လည်ထိုးစစ်ဆင်နေတာကိုကချင်စစ်ရဲတရင်ရမြက်၃ဦးကအတည်ပြုပါရယ်6လခန့်တိုက်ပွဲကာလအတွင်းမှာဗမော်မျိုးကတိုက်ရင်ဌာနချုပ်တွေတက်စကန်တွေကို KNA ကသိမ်းယူခဲ့သလိုတန်ကြက်ကာကားတွေရဟယင်တွေကိုလည်းဖျက်ဆီးနိုင်ခဲ့ပါရယ်ဒီကနေ့ရက်ပိုင်းမေလ20ရက်ကဆိုရင်ဗမော်မျိုးစီတောက်ကူခဲရန်ဖြည့်တင်းလာတဲ့စကောင်စီရဲ့ရဟယင်နှစည်းကို KNA ကပြစ်ချဖျက်ဆီးနိုင်ခဲ့ပါရယ်ဗမော်မျိုးရဲ့လက်ရှိစစ်ရေးအခြေအနေအရတော့ စာကာခ27ဌာနချုပ်ရဲ့ကာကင်စကန်တွင်ဖြစ်တဲ့အမြောက်တပ်အမှတ်236ချေလင်တရင်တင့်ကားတရင်တို့အပြင်ဗမော်လေစိတ်ကိုပါ KNA ကတင်းယူထားပြီးဖြစ်ပါတယ်။အရာဝတီမြေချောင်းရေချောင်းသွားလာရင်မှအရေးပါတဲ့ဗမော်မျိုးမကြစေဖို့အတွက်စစ်ကောင်စီကလေတပ်ကိုအားပြုပြီးခုခံတိုက်ခိုက်နေရလို့သိရပါတယ်။ဒီနေ့မနက်ပိုင်းဗမော်မျိုးထိုးစစ်ပြန်လည်စတင်နေရတဲ့ပတ်သက်လို့ KNA ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ထားစေပါ။ မမောမြတဲ့တိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီဝါရပြန် Telegram Channel တွေမှာတော့ KNA နဲ့ပူးပေါင်းတပ်တွေအထိနာနေပြီးမြို့ကိုပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့យេតាဖြန့်ဝေထားကြပါရဲ့ရှင်။ကဲဒါကတော့เนาะမမောမြတဲ့တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်เนาะအဲ့တော့မမောရပြီးသွားပြီဆိုရင်เนาะမြစ်ကြီးနားတို့ဘာလို့အိတ်ထဲကောက်ထည့်ဦးမေးလို့လည်းတုံးတထားပါတယ်เนาะ ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့ခုရဲ့ဘိုင်းမှာဗောနော်ကျွန်တော်ခစ်စားနေတယ်ဒီကျွန်တော် PDF ဒီကတီထွင်လိုက်တဲ့မောင်းသူမဲကားဗောနော်အဲမောင်းသူမဲကားကိုသာတီထွင်နိုင်နေဆိုရင်တော့ကျွန်တော်ဒီမြို့မြို့ပြတိုက်ပွဲတွေမှာဆိုတော်တော်လေးအသုံးဝင်မဲ့နေတာဖြစ်ပါရဲ့နော်အဲတော့ကျွန်တော်တစ်ချက်တော့သွားကြည့်လာနော်စစ်ကောင်စီတက်စကန်တွေကိုအနည်းငယ်မိုင်းခွဲတိုက်ခိုက်နိုင်ဖို့ ောင်းသူမဲအာစီကားကိုဒီထွင်နိုင်ခဲ့တယ်လို့မခွေးထိုင်းအခြေစိုက်တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကတီးရပါတယ်။စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ရမှာကားအတွင်းဖောက်ခွဲရန်တွေထည့်သွင်းပြီးထိရောက်တဲ့အနီးကပ်တိုက်ခိုက်မှုမျိုးပြုလုပ်နိုင်မှုနဲ့တိုက်ပွဲအတွင်းတော်လိုင်းအင်အားစုတွေရဲ့လူသားအရင်းမြင်းထိခိုက်ဆုံးရှုံးမှုနေပါအောင်တီထွင်ထုတ်လုပ်ထားတာဖြစ်တယ်လို့တပြည်တော်ပြည်သူ့ကာကွယ်ရေးတာဝန်ခံရဲဘော်ခေဆုံးကပြောပါတယ်။ဒီကားတွေတော့တုံတုံကျကျအသုံးပြုနိုင်မယ်ဆိုရင်ကျွန်တော်တို့ပြည်တွင်းစစ်မှာလူသားအရင်းအမြစ်တွေကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကဆုံးရှုံးမှု နဲတယ်ကျွန်တော်တို့ဟိုလူကျွန်တော်တို့ဟိုအယူဆအရာတော့ပေါ့ဒီတိုက်ပွဲမှာလူသားအရင်းမြစ်ကိုတုံးပြီးတော့ဟို conventional war ပေါ့သူတမျိုးကြတိုက်ပွဲတွေတိုက်တာနဲ့စာရင်နှီးပညာကိုအသုံးပြုပြီးတော့ခုလိုမျိုးအာရှီကတို့ဒါမျိုးပေါ့ရှင်ဘောကစဉ်းစားနိုင်ရင်စဉ်းစားနိုင်တဲ့လောက်ပေါ့နှီးပညာအသုံးချပြီးတော့တိုက်ခိုက်ရေကိုလုံနိုင်ရင်ကျွန်တော်တို့ဟိုလူသားအရင်းမြစ်တွေဆုံးရှုံးမှုနည်းတာပေါ့ တမျိုးကြတိုက်ပွဲရီထက်ဒီလိုမျိုးဤပညာနဲ့တွားတဲ့တိုက်ပွဲမျိုးလုံနိုင်နေဆိုတော့ကျွန်တော်တို့မျိုးဆက်တွေထိခိုက်မှုနည်းမယ်ဆုံးရှုံးမှုနည်းမယ်ရဲဘော်တွေရဲ့ကိုလဲအင်ကဆုံးရှုံးစွန့်လွှဲရမှုနည်းမယ်ပေါ့လက်ရှိမှာအင်စီကားအာစီကားတစည်းကိုသာထုတ်လုပ်ထားနိုင်သေးပြီး NUG အစိုးရအပါအဝင်မိဖက်အဖွဲ့အစည်းတွေဘက်ကကုညီထောက်ပံ့မှုရရှိပါက6ပြီး10ပြီးကားတွေအထိမောင်းသူမဲ့ရင်အဖြစ်ဖန်တီးနိုင်ပြီးအစည်းအရေးအမြောက်များထုတ်လုပ်နိုင်ကာတိုက်ခိုက်နိုင်မယ်လို့ဆိုပါတယ်မောင်းသူမဲ့ကားကိုဒီထွင်နိုင်မှု6လကြာကြာလှုပ်ဆောင်ခဲ့ရတာဖြစ်ပြီးနှီးပညာမြင့်ပစ္စည်းတွေအသုံးပြုနိုင်မှာကမောင်းနေသူမှာပါပဲမီတာထောင်ချီအကွာအဝေးထိမောင်းနေဖောက်ခွဲတိုက်ခိုက်နိုင်မယ်လို့ဆိုပါတယ်အဆိုပါကားတွေမှာ မိုင်းစင်တိုက်ခိုက်နိုင်ဖို့လုံလောက်တဲ့ငွေကြေးရန်ပစ္စည်းကရိယာလိုအပ်ချက်တွေရှိနေသေးတာကြောင့်မဟာမိတ်အဖွဲ့တွေနဲ့တော်လှန်ရေးအပေါ်စိတ်ဝင်စားသူတွေရဲ့ကူညီထောက်ပံ့ပေးမှုတွေလိုအပ်နေပြီးရရှိထားတဲ့ဤပညာကိုတော်လှန်ရေးအပေါ်အမှန်တကယ်ယုံကြည်လုပ်ကိုင်နေတဲ့အဖွဲ့တွေကိုစစ်စစ်ခါဤပညာဖြန့်ဝေသွားဖို့ရှိတယ်လို့သိရပါဗျာ။ ကဲဒါတော့เนาะ PDF ဒီဘောင်းသူဝင်ကားတီထွန်းတဲ့တင်းနေပတ်သက်ပြီးတင်ဆက်ထားရပြီပါเนาะဒီလိုကားတွေဒါတီထွန်းနိုင်ခဲ့တယ်ဆိုရင်တော့ဒီ HMS စစ်ကောင်စခန်းတွေကိုလူကိုယ်တိုင်သွားတိုက်ကြမလို့ဝင်နေကားထဲမှာဘုံးထည့်ပြီးတော့တိုက်ပြလို့ရတယ်ဆိုပြီးမှသုံးတက်ထားလိုက်ဖြစ်ပါတယ်เนาะကဲနောက်ထပ်ကြောင်းကြည့်ရမှာတော့သတင်းလေးတွေသုံးတက်ထားတဲ့ CDM ဘိုးကြီးဇေယောင်ရဲ့ဗီဒီယိုအတိုတိချက်လောက်နားထောင်ကြအောင်เนาะဒီတိန်လမ်းမ ਾਇ ကအရေးကြီးတယ်ကျွန်တော်တို့တိုင်းရင်စခန်းကိုအင်အားဖြစ်မယ်လို့လည်းကြားပြရပါတယ်တက်လာတဲ့စစ်ကြောင်းတွေကတော့ကျွန်တော်တို့ဒီတမ89ရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလာ59ခမရှိရဲ့အဲကျွန်တော်တို့အမှတ်397ချင်းမြန်တိုင်ရင်ကအဖွဲ့လေးလို့သိရတယ်။အဲအဲ့မှာအခုဒီလမ်းမာတဲ့ချင်းကောင်ဝေးတပ်တွေရဲ့ဂျားပြတိုက်ခိုက်မှုကြောင့်အဲသူတို့တွေအထိနာနေတာရှိတယ်လို့ပြည်သူ့စစ်အဖွဲ့တွေလည်းကောင်ဝေးပေါ့နော်ချင်းကောင်ဝေးတပ်ပေါင်းစုတွေစီမှာလက်နက်ချနေတယ်လို့တော့အကြမ်းမြင့်တော့ကြားသိထားရတယ်။အဲဗေးတပ်တွေကိုလက်နက်ချတယ်ဆိုတာတော့ကျွန်တော်တို့စုံစမ်းနေသေးပဲရှိသေးတယ်ပေါ့နော်။ပြီးတော့ဒီ ခါတော့အခုတက်လာတဲ့ခါမ390ဆိုတာလေဖလန်းတိုက်ပွဲမှာတော့စစ်ကြောင်းတဝက်လောက်သူတို့ပြုတ်ထားတာရှိတယ်။အဲဒါမဲ့သူတို့တွေကဒီရလာတဲ့ဒီတတသည်တွေနဲ့ပေါ့နော်တတသည်တွေနဲ့အများစုဖွဲ့ပြီးတော့ကြများကြားစစ်ကူလွတ်ရတဲ့အနေထားလို့တွေ့ရတယ်။ပြီးတော့ကျတော့ကျွန်တော်တို့ဒီခါလိုက်ရ59နဲ့ခါမ8တို့ကလည်းကျွန်တော်တို့ဒီဟာခါမအရင်တော့ထိုင်းထားခဲ့ဘူးလေ။အဲ့အဲ့တရရင်နေဆိုရင်လေတို့ဒီအဲ့ဟာခါထန်တလန်ဘက်မှာပေါ့နော်အထိနာထားတာပေါ့အချင်းညီမအထိနာထားတဲ့ တက်တယ်ပဲဖြစ်ပါတယ်တက်တယ်တက်တစ်တွေတော့မဟုတ်ဘူးเนาะကျွန်တော်စုံလမ်းတဲ့အချိန်မှာအဲ့တော့ဒီချင်းကာဝေးတပ်ပေါင်းစုကဓာတ်တက်ပို့ပြီးတော့စီစီလုံးလုံးနဲ့ပေါ့เนาะစီစီလုံးလုံးနဲ့တိုက်မယ်ဆိုရင်တော့ဒီစစ်ကြောင်းကကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့တည်တိမ်တော့မဟုတ်တိုင်းရင်းကိုမရောက်ခင်မှာတက်ပြတ်သွားနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်တို့မှန်းဆလို့ရပါတယ်ကဲဒါတော့စီရင်ပွဲတုတ်စီအောင်တုတ်တက်ထားတဲ့ဖြစ်ပါတယ်เนาะကဲကျောင်းနောက်ထပ်ဒီပေါက်ဒုံးနေမျိုးကြော်မင်းမင်းနေပါတော့ဆောင်းနေကြရတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ပြောထားတယ်အဲဒီသုံးတက်ထားတယ်ပေါ့နော်ကိုစီးရဲ့ဗီဒီယိုဒီချက်တော့ကြည့်လာအောင်နော် လို့အရေးကမ်းဖြစ်နေပြီလေ။နော်လက်ရှိစစ်တပ်ထောက်ခံသူပါဆိုတဲ့ကောင်တွေကမဲဆွဲစီယုံရင်ပုံစံမျိုးကိုနယ်လက်ပြပြီးတော့နယ်မြေတွေမှာသူတို့ပိုင်တယ်လို့ပြောပြတဲ့အစ်င့်ဖြစ်နေပြီ။နော်အဲ့ဒါဟာတက်ပြက်နေတာပဲ။နော်အဲ့တော့တက်ပြက်တယ်ဆိုတော့ဖယိုဖယက်ထွက်ပြေးတာမှတက်ပြက်တာမဟုတ်ဘူး။သူတို့တေရာတွေဝမ်းသာလို့ဥစဉ်နေရတယ်ပြောနေရမဟုတ်ပါဘူးဗျ။အဲ့ဘက်တီမှာဆိုရင်ဒါရွာပြည့်ကြီးတွေဖြစ်သွားရွာပြည့်ကြီးတွေဖြစ်သွားရအကျမ်းဘက်တီရှိရဲ့နေရာတိုင်းကဘယ်နေရာမှမေးကြဘူး ရွာရွက်ကြီးတွေဖြစ်သွားတယ်အကျန်းဖက်တွေရွာကိုလည်းဖျက်ဆီးတယ်ပြည်သူတွေကိုလည်းဒုက္ခပေးတယ်ပြည်သူတွေကိုလည်းဆက်ကြီးကောက်တယ်ဆိုတာဒါအလုံးလဲဒါအစည်းတိုက်မှာပဲနော်အဲ့တော့ဟုတ်တယ်အကျန်းဖက်တွေရှိတဲ့နေရာဘယ်နေရာမှပေးချမ်းဘူးပြည်သူတွေကိုကဖမ်းတယ်ရွာလည်းမိချို့တယ်စစ်ကြောင်းလည်းထိုးတယ်မိလို့ရှိရင်စစ်မှုထမ်းဆိုပြီးတော့ဆက်ကြီးတွေကောက်တယ်အဲ့ဒါဟာလက်ရှိမင်းအွန်လိုင်းခေါင်းဆောင်နေတဲ့အာနာတိန်စစ်တပ်ပဲ ဟုတ်တယ်နော်အကျမ်းဖက်ဆိုတဲ့စကလုံးကိုတော်နိုင်ဘက်ကလူတွေရတဲ့စစ်တပ်ကိုပြောတယ်စစ်တပ်ဘက်ကလူကတော်နိုင်ဘက်ကိုပြောတယ်ဒါပေမဲ့ပါဇက်ကပြောနေုံနဲ့အကျမ်းဖက်မဖြစ်တော့ဘူးကျွန်တော်ပြောရဟုတ်လားမဟုတ်လားပါဇက်ကပြောနေုံနဲ့အကျမ်းဖက်ဖြစ်သွားမှာမဖြစ်ဘူးဒါပေမဲ့ပါတယ်ပကတိမြေပြင်မှာဖြစ်နေတဲ့အရာတွေကအကျမ်းဖက်တာနဲ့တည်သူဘက်ကိုပါတာနဲ့အမှခွဲခြားလို့ရတယ်နော်အများကြီးမခွဲခြားပါနဲ့ကျွန်တော်အမြဲခွဲခြားပြနေသလိုပဲလက်ရှိမင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးရင် ရွာလုံးချုပ်ပြေးရတာတော့မဟုတ်ဘူးငားရွာရှိငားရွာလို့ပြေးရတယ်အဲ့ဒီကြောမှရွာပတင်ရွာရှိတယ်ဒီကြောကိုစစ်ကောင်စီစစ်ကောင်စီအဖွဲ့ကစစ်တောင်းထိုးရင်အဲ့ဒီကြောမှရွာငားရွာရှိရွာငားရွာလုံးပြေးရတယ်ကျွန်တော်ပြောတဲ့စကားမှားလားမှန်ပါတယ်နော် PDF တွေတိုင်းနာ EOS တွေစစ်တောင်းထိုးလို့ရွာလုံးချုပ်ထွက်ပြေးရတဲ့ data ခင်ဗျားတို့မြင်ဘူးလားကြားဘူးလားဟမ် ်ပြည်ရဲ့တွေစစ်ကြောင်းထိုးရတယ်ပြည်သူတွေတပြေခက်နဲ့ကြိုပြီးတော့ OC တွေနဲ့ကနေတာပဲရှိတယ်။ဟာ PDF တွေလည်းလည်းပြေးကြပါအထုတ်တွေဆွဲဆိုင်ကယ်တွေနဲ့ခွေးတွေနဲ့ချင်းတွေနဲ့နွားတွေနဲ့အိုးမြင်ဘူးလားမြင်ဘူးလေအဲ့ဒါစစ်တပ်စစ်ကြောင်းထိုးတဲ့အချိန်ပြေးတာမြင်ဘူးလားကျွန်တော်ပြောတာမှားလားအေးစကားဆိုအဲ့လက်တွေ့ကျကျပြောရတယ်နော်အာအကျန်းဖက်အကျန်းဖက်ဖီမောထောင်ပြီးလက်ကောင်းထွက်အောင်နေအကျန်းဖက်မဖြစ်တော့ဘူးဒါပေမဲ့ခုနှစ်ကလို့အဲ့လိုအချက်တွေကိုနှိုင်းရှင်ကြည့်လိုက်ရင်တိုင်းပြည်နဲ့ပြည်သူပေါ်တကယ်အကျန်းဖက်တာဒီ PDF တွေနဲ့တိုင်းသားလက်နက်ကင်တွေလားလက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်နဲ့စစ်ကောင်စီဖွဲ့ရတာအေးအဲ့ဒါဖြေပဲเนาะအဲ့တော့မင်းပြောသလိုပဲအကြမ်းဖက်တွေရှိတဲ့ data ဘယ်တော့မှပြည်သူတွေမငြိမ်းချမ်းဘူးเนาะစစ်တပ်မရှိတဲ့ data ဘာဖြစ်လဲသွားကြည့်အင်းစေးပဲလောက်တိုင်းစားတောက်နေတာပဲအေးအဲ့ဒါဖြေပဲเนาะတိုက်တော့ဝါရဖြန့်အမှန်တရားကအဲ့ဒါလူတိုင်းတည်နေတယ်เนาะစပြောဘာပြောပြောဒီချိန်မှာဦးစင်းတော့အဓိကပြောချင်တာကတော့ဒီချိန်မှာပတ်ရဆောင်နဲ့ တမလောရာတွေတမလောရာနဲ့ပါတာစာတွေပြုစုစစ်တွေဒါတွေးခွေးအောင်လုပ်မယ်အချင်းချင်းကိုစီရတဲ့နေမားတွေကလည်းဘာမဟုတ်တဲ့ဟူဟာကိုအနာလုပ်ပြီးတင်လိုက်မယ်အဲ့တော့မန္တလေးပါတာစာတွေကိုလည်းကားတာတွေခေါင်းနဲ့မထည့်ပါနဲ့လို့ပြောချင်ပါရနော်ကိုလုံးစရာရှိတာကိုအနာလုပ်တာကဂျုံမျိုးမျိုးပြောချင်တာဒါဒီကြားထဲမှာခင်ဗျားတို့နော်မိထီလာမှာဖြစ်သွားတဲ့အရာလည်းခင်ဗျားတို့အားလုံးကြားရမှာပဲအမှန်မလိုက်ဘုံမှုနဲ့မိထီလာကိုသောသူဆင်းတော့အေးစေးစေးအစီအပြေးသွားရင်ဘာဖြစ်ဘူးဒီချိန်မှာမှမလိုတဲ့တူတွေကဒါအခွင့်ကောင်းယူပြီးပေါ့နော် ဒါမကြည့်ကြည့်အောင်ဖွားလိုက်တာပဲเนาะတကယ်တမ်းကျတော့ဒါမျိုးတွေလည်းရှိတယ်အဲ့တော့ဟုတ်မကြည့်ကြည့်အောင်ဖွားမင်းတို့ wine all လို့ဒီပြဿနာပြီးွားတာလေအမှန်ကတော့မင်းတို့ခွေးခွေးချင်းကြိုက်တာပဲဒါပေမဲ့ခွေးခွေးချင်းကြိုက်တဲ့နေရာမှာတော့မှမင်းတို့ပဲအချမ်းကလူတွေရဲ့တရားမျှတမှုမင်းတို့တွေကမအော်ရဲဘူးဖြစ်နေတာပြည်သူစိတ်ကမှန်တယ်လေကွာ तू က तू तू ဂိမ်းမှာလန်ရမြကမှန်ချခိုင်းတာလေအဲ့ဒီကောင်ကဘိုးကြီးပါဆိုရင်သူ့သူမှန်မချအောင်မင်းတို့ကိုးကွယ်နေတဲ့စစ်ဘိုလ်ချုပ်တွေစောက်ချင်ရင်ဘာလဲဆိုအဲ့မင်းတို့တိတဲ့အတိုင်းပဲ ။သူဘိုလ်ကြီးဆိုရင်လည်းမှန်ချမယ်။ညီလေးကိုကြီးကတော့ဘယ်တက်ကဘာဘိုလ်ကြီးပါ။ဘာဘိုလ်မှုပါ။ဟောဒီမှာအသက်တွေထောက်ထားဓမ္မ။ပြောရမှာမဟုတ်ဘူးလား။ငါတို့ကတနိုင်ငံတော့အောက်ထုတ်နေတာ။ဟာမလို့ဆိုဘူးနဲ့။ဟာ။ဟမ်အဲ့ဒါကြီးကမင်းတို့လက်ခံတယ်ပေါ့။ဝိုင်းဖိကြလဝိုင်းဖုံးကြတယ်ပေါ့။ဖင်မခံလိုက်။မင်းတို့ကိုနဲ့ကိုတွေကတရားမျှတမှုဆိုတဲ့အရာကိုမင်းတို့တိမ်လောက်ကြောက်တယ်။နော်။နှကောင်တော့ကတော့ငါတို့ပြည်သူတို့ကတော့ခွေးပဲ။ဒါပေမဲ့ဒီပတ်သက်စာပြည်သူစစ်ခေါင်းဆောင်လောက်တာဒီ အမှန်သူဒီကိမ့်မှာမင်းတို့စစ်တပ်ကစောက်ခိုင်းထားတဲ့လာရမြန်ကမှန်ချခိုင်းတယ်အမှန်အဲ့ဒီဘုံမှုဆိုတဲ့နေရာမှာ PDF ကားဆိုရင်ဘယ်လိုလုပ်မလဲကဲ PDF PDF ရဲ့ကားနဲ့လာပြီဘုံမှုဆိုပြီးမှန်မချမယ်အဲ့လိုသွားမယ်အနားရောက်မှတိတ်ပြုံးလိုက်မယ်မင်းတို့အဲ့လိုပြုံးကန်ထိလို့တေခဲ့တာဖဏကောင်ရှိနေပြီဟင်ဒါနဲ့အဲ့ဒါကိုငါဘာကောင်ကငါဘူပူကငါဘာကမင်းတို့တိတာငါတနိုင်ငံတို့ပတ်အောင်ချုပ်နေတာတိုင်းပြည်ကပေးထားတဲ့တနတ်ကိုစပွဲပေါ်တင်ပုံတိုင်းအုံတိုင်း အဲ့ဒါကိုမင်းတို့ကလိုက်ဖုံးဖိတယ်ဒီပြဿနာပြီးသွားပြီဆိုပြီးဟုတ်လားဆက်ပြီးอืมမင်းတို့ပဲအချမ်းမှာမင်းတို့ပဲခံစားရမှာငါတို့ကတော့အဲ့ဒီကောင်တွေကိုတခါတည်းအမျိုးဖြုံမှာနော်အဲ့တော့တည်းကမင်းတို့စိတ်ဓာတ်ကိုကြည့်နော်မင်းတို့စစ်သက်ထောက်ခံတဲ့တူတူကြည့်ရလားနော်မင်းတို့အချင်းချင်းတောင်မှမင်းတို့တွေဘလို့တရားမျှလမှုလက်ခံလားမခံဘူးလားအဲ့ဒါဖြေပဲနော်ဟောမထီလာအာကပတ္တစာတွေကလည်းဥစဉ်ကိုဒီကြားထဲမှာပင့်ထားတယ်ပေါ့နော်တို့တို့အော်ဥစဉ်ရဲ့အော်ဟာရကိုခံယူခြင်းနဲ့ဗျာတဲ့ တပည့်တော်လိုင်းပေါ်မှာတင်တဲ့ဟာရင်လည်းတခြားစီပါခင်ဗျာတဲ့စာလေးရေးလာတယ်ဗျာနော်ဒီစာလေးကိုလည်းဥသင်ကဖတ်ပြခြင်းတယ်ဗျာနော်မလှုပ်ပါမလှုပ်ပါသူတို့စာလေးထားတယ်ဖုံဖုံခင်ဗျာတပည့်တော်တို့ပြောတာလေးကိုတပည့်တော်တို့ပြောတာကိုလည်းမျိုးမာနဲ့ခင်ဗျာတဲ့ကိုစောဦးထွန်းနဲ့ပတ်သက်တဲ့အမှုတွေကိုလည်းကိုကျော်မျိုးမင်းတင်နေတာတွေတရင်အလွဲတွေကိုလည်းဖုံဖုံကိုယ်တိုင်တပည့်တော်တို့နဲ့စီလာတစ်ဖက်အကဝန်းစားမယ်အားရမယ်ဒါပဲအခုကြည့်လိုက်မလိုက်ရဘုံဘူးကြီးကလည်းသူ့နေနဲ့သူ့ သူမဒီလိုမလန်ရဘူးမူကြီးလည်းတောင်းပန်လိုက်တယ်။အခုသောသူထွန်းရလည်းခဏတာစိတ်တူတာဘာမှမဖြစ်ဘူးကျင်းတတ်တယ်။တနောက်တောင်အခုနားလည်းမှုလွဲပြီးကိုသောသူနေလိုက်ပါလေ။တနောက်တောင်ပြည့်စင်းပြည့်။အာဟိုကစိတ်ဆိုးပြီးမနက်ကဆွဲလိုက်တယ်။ဒါမှတရားဆက်တုံးကဆွဲလိုက်တယ်။ဒါဘာမှမဖြစ်ဘူးလေ။နော်တရားဆက်တုံးကဆွဲလိုက်တယ်။ဟောတရားဆက်တုံးကဆွဲတော့အခုဟုတ်လားအေးစင်းဖြစ်တယ်မဲ့အရာ။ဟောဖွားလိုက်တော့ဟောပြေလို့ဆက်ဖြစ်တော့မေလီလာပြည့်စုံကြထွက်ပြီးဟိုကထွက်ပြီးဆိုရင်မဟုတ်လား။ဒါဝါရဖြစ်တွေးကြွအောင်လုပ်တဲ့ဟာလေနော်။ အဲ့တော့စီးလုံးမှာညီညွတ်ပါလို့ဦးစင်းကတော့ပြောချင်ပါလေပဲเนาะမဟုတ်ဝါဒဖြတ်နေဆိုတာကကောင်းနဲ့မထက်ကြပါနဲ့เนาะအဲ့တော့မိထီလာပြည်သူစစ်တရတနိုင်ငံလုံးမှာရှိတဲ့ပြည်သူစစ်တရကိုလုံးဆရာရှိတာကိုလောက်ကြပါစင့်ဟိုပါဟိုအနာလုတ်ပြီးကောင်းနဲ့ကိုမထက်ကြပါနဲ့လို့ပြောချင်ပါတယ်ဒီချိန်မှာတို့တို့အချင်းချင်းနေပါလေတွဲကွဲအောင်စိတ်ဝင်းကွဲအောင်အားလုံးကနေမှတိုက်ခိုက်ပါလိုက်မယ်เนาะဒီချက်ဆိုးတာကြီးလာအောင်မယ်เนาะအဲ့တော့ခေါင်းထဲကိုမထည့်ကြပါနဲ့ကိုလုတ်ဆရာရှိတာဟိုတာတိုင်းပြည်အတွက်တိုင်းပြည်နဲ့လူမျိုးဘာသာနာအတွက် လောက်ကြပါလို့ပြောချင်ပါတယ်ဗျာပြောလိုက်တာပါဗျာစကားအကြီး what happened ဆိုတာကမဟုတ်တာကိုဟုတ်ပါတယ်လို့လိန်ညာလီစေပြီးဖြန့်လက်ရှိပြည်သူစစ်နဲ့အဲ့ဒီစစ်ပွဲနဲ့ပြည်သူစစ်ခွေးနဲ့ကြိုက်တဲ့ပြဿနာကမဟုတ်တာကိုဟုတ်ပါတယ်လိန်ညာလီစေပြီးပြောနေကြတာလားလက်ရှိစစ်ဘုံကျိုးဟာဒီဘုံမှုဆိုတဲ့ကောင်မနော်တူကလာတယ်မန်းချက်မန်းချပြီးတည်င်းပြရမယ်ဟောမှန်မချဘူးနော်အားလုံးဗီဒီယိုတိုင်းမှာမြင်တဲ့အတိုင်း ငါတို့ကတတိုင်းမြေတို့အုပ်ချုပ်နေတာဆိုတဲ့ဟာမျိုးနဲ့စောက်လူဘဝကစကားပြောတယ်။သူတို့ကသူတို့အုပ်ချုပ်တူလူတန်းစားလို့သတ်မှတ်ပြီးတော့လူဘဝဘလောက်လူဘဝလဲ။ပါမန်ပြည်သူအစ်စ်မပြောနဲ့။နော်။သူတို့ဘက်ကပါသူတို့အတွက်အသေးခံနေပေးနေတဲ့ပြည်သူစစ်တွေပေါ်တော်မှဒီလိုလူဘဝလဲဟာ။အဲ့ဒါအမှန်တရားမဟုတ်ဘူးလား။အမှန်တရားကိုထောက်ပြတာဝါဒပြတာမဟုတ်ဘူး။ဝါဒပြတယ်ဆိုတာကိုလိုရာကိုပုံကြီးချက်ပြီးတော့စွဲပြောတာ။ အခုလက်ရှိဒီတရင်တဝါရကိစ္စကပြည်သူစစ်တွေမခံနှောင်းထွက်ကြထွက်ပေါ်မင်းတို့အတုံးချခံတက်တက်ပဲဟာယူဒါတွေးခွဲတာလည်းမဟုတ်ဝါရဖြန့်တာလည်းမဟုတ်အမှန်တရားကိုပြောပြတာတချို့တွေပြည်သူစစ်တွေအမှန်တရားကိုတိတယ်လက်မခံကြတော့ဘူးနော်ဟုတ်တယ်လေဒါငါတို့ပြည်သူစစ်ပေါ်တက်လူဘဝတာဟောပြည်နယ်မှာရှိတဲ့ပြည်သူစစ်တွေကချင်မှာရှိရှိတယ်နော်ရှမ်းမှာရှိသွားကြည့်ကရင်မှာနောက်ဆုံးဒါမှ BDS ဆိုတာပြည်သူစစ်ပဲမင်းချက်တော့တက်တယ်ဘာတော့ပြောရဲလေအဲ့လိုမျိုးမပြောရဲဘူး ဟုတ်တယ်မလားအဲရန်ကုန်မန္တလေးပြည်သူစစ်တွေအာခွေးနိုင်နွားနိုင်နိုင်အနိုင်ကျင့်တာမှန်တယ်လေဒါအဲအဲ့ဒါအဖြေပဲအဲ့တော့အမှန်တရားကြီးကိုဝိုင်းဖုံးဝိုင်းဖိမယ်ဆိုရင်အဲ့ဒီအမောက်ကြွနေတဲ့ကောင်တွေဘယ်လိုဖြစ်မလဲဟုတ်တယ်နော်တိလာမပူနဲ့ငပေါ့မကြောက်နဲ့နော်မင်းတို့ခမ်းမဲ့အဲ့ဂျိန်းနေပြန်လာပြီဝစ်ဆိုတာမော်တာမလို့ဘူးအော်တိုလဲတယ်တိလာနော်ပါလာစည်းကကြာလားမကြာလားငါမေးတာဖြေနော်မင်းတကယ်ပါလာစည်းကကြာလားမကြာဘူးလားဖြေရဲလား เนาะအဲ့ဒါပဲတိလာတင်ငန်းကိုကာဘာလုပ်ပြီးတော့ရုပ်မာလို့ရမယ်မစဉ်းစားနဲ့เนาะငရေကမင်းအမေလင်စစ်ဖို့ကြုတ်နေလို့လက်ထိုးလို့မရအောင်တိလာကိုအလက်ကြိုက်ခံနိုင်အောင်ကြိုးစားရပါเนาะတိလာခေတ်ထားကိုစီးရပြီးတော့ဘာလို့ဖြစ်ပါရဲ့เนาะတုံးသက်ပြီးတော့ရန်ကောင်းပါလေ ဟုတ်ကဲ့တရင်လည်းရှိသွားပြီဆိုတော့တော်တော်ဒီညသုံးသပ်မှုဗီဒီယို final ဒီလောက်ပဲဖြစ်ပါတယ်နော်စာစုပ်ကြည့်ပေးကြတယ်ပြီးတော့ပြသူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်းပေးဘေးနဲ့ပေါင်းစုံမှာကီလိုကျပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ